how to do it like a pro ဒီဗီဒီယိုမှာကျွန်တော်ရဲ့ editing process တစ်ခုလုံးကိုပြသပေးသားမှာပါကျွန်တော်ဗီဒီယိုကိုဘယ်လို edit လုပ်လဲဆိုတာကိုပြသပေးသားမှာပါဘာလို့လဲဆိုတော့လူများကကွန်မန့်တွေမှာပြောထားကြတယ်အကိုကြီးအကိုကြီး editing ကတကယ်ကောင်းတယ်ဟိုကျွန်တော်လည်းအခုလို editing လုပ်ချင်တယ်ဆိုပြီးပြောကြတယ်ဒါကြောင့်ဒီဗီဒီယိုမှာကျွန်တော်ရဲ့ editing process တစ်ခုလုံးကိုပြသပေးသားမှာပါကျွန်တော်ဗီဒီယိုအတွက် editing material တွေကိုဘယ်လိုရှာတယ်လဲဆိုတာ ਨੇ ဘယ်လို refine လုပ်လဲ screen ပေါ်မှာဘာတွေပြမလဲဘယ်လို design လုပ်လဲ high quality store footage တွေကိုဘယ်ကနေရလဲ no copyright background music တွေကိုဘယ်ကနေရလဲဘယ်လို video တွေကို professional ဖြစ်အောင်ပြတ်တာလဲစတာတွေကိုပြပြပေးသွားမှာပါပြီးတော့ဒါတွေမကသေးပါဘူးလူအများကြီးကမေးထားတာတွေလည်းရှိတယ်ဇာဒီ animation ကိုဘယ်လိုလုပ်လဲဒီလိုစူတာတွေကိုလည်းပြပြပေးသွားမှာပါ ဒီဗီဒီယိုမှာကျွန်တော်ရဲ့ editing material တွေကိုလည်းပေးသွားမှာပါ background music ကနေ stock footage green screen ကနေ useful image ထိအကုန်လုံးကိုကျွန်တော် Google Drive မှာ upload ထားပြီးဘယ်လိုအဆက်လုပ်ရမလဲဆိုတာကိုလည်းဒီဗီဒီယိုမှာပြပြပေးသွားမှာပါဟုတ်ပါပြီဒါတွေအကုန်လုံးကိုကျွန်တော် one share flame mora မှာလုပ်ပြသွားမှာပါ one share flame mora မရှိဘူးဆိုရင်ကျွန်တော် description မှာ link ပေးထားပါတယ် ဲလင်းကိုနှိပ်ပြီးဒေါင်းလုပ်လို့ရပါတယ်တတော်ရှင်နဲ့အဲ့ဒါကိုတုံးလို့ရပါတယ်ပြဿနာမရှိပါဘူးဗီဒီယိုပြီးသွားတဲ့အခါမှာမင်းတို့ဘာကြောင့်အခြား software တွေကိုပြောင်းသုံးတင်လဲဆိုတာကိုလည်းသိသွားပါလိမ့်မယ်ဒါကြောင့်ကျွန်တော် Flamora ကို ဖွင့်လိုက်ပါမယ်အရင်ဆုံး project ကိုစေလို့လိုက်ပါမယ်ဒါက cool habit တစ်ခုပါအရင်ဆုံး user interface ကိုနည်းနည်းလေးမိတ်ဆက်ပေးလိုက်ပါမယ်ဒါက preview window ဒါက timeline ဒါက effect van နဲ့ ဒါကအဆက်ပြန်လေအခုအရင်ဆုံးကျွန်တော်ဗီဒီယိုကိုအတိတ်လောက်တာကိုဘယ်လိုစားလဲဆိုတာကိုဖျက်ပြပေးတော့ပါမယ်အရင်ဆုံး import ကိုနှိပ်ပြီး audio file ကိုယူလိုက်ပါမယ်ပြီးတော့ဒီကနေလောက်လုပ်လိုက်မယ်အခုဒီမှာသတိထားစရာတစ်ခုရှိပါတယ်ဒီမှာ audio ရဲ့ duration ကိုကြည့်ရင်တမိနစ်ပဲရှိပါတယ်ဒါပေမဲ့ကျွန်တော်ရဲ့ဗီဒီယိုက18မိနစ်ရှိပါတယ်အရင်ဆုံးတမင်းတကိုဘာကြောင့်အတိတ်လုပ်နေရလဲဒီမှာကြီးမားရဲ့ strategy တစ်ခုရှိနေပါတယ်ကျွန်တော်စကားကိုနားထောင်ပါ ဒါကကျွန်တော်ရဲ့ project file မှာဒီမှာကြည့်ရင်တော့အကုန်လုံး manage လုပ်ထားပါတယ်အခုကျွန်တော် audio folder ကိုကြည့်မယ်ဆိုရင်ဒါကကျွန်တော်ရဲ့ voice over ပါအခုကျွန်တော်ဒီထဲကိုဝင်ကြည့်လိုက်ရင် voice over ကို12ဘိုင်းခွဲထားပါတယ်ပြီးတော့ဘယ်ဘက်မှာဘယ်သူအကြောင်းတွေပြောထားလဲဆိုတာကိုနာမည်ပေးထားပါတယ်ဒီမှာကြည့်ရင် intro part က number 1ဒါက number 2ဒါက number 4ဒါက number 5စသဖြင့်နာမည်ပေးထားပါတယ်အခုကျွန်တော်ဘာလုပ်မလဲဆိုရင် အဲ့တဲကပထမဆုံးပတ်တစ်ခုကိုယူပြီးအတည့်ဆလုပ်ပါမယ်။ဒါကိုကျွန်တော်ဘာကြောင့်လုပ်တလဲဆိုရင်တော့ကျွန်တော်ရဲ့ focus ကအချိန်မှာတစ်ခုတည်းကို ပေးဖို့ပါ။ဒါမှကျွန်တော်အကောင်းဆုံးလုပ်နိုင်မှာပါ။အခုကျွန်တော် voice over အားလုံးကိုတစ်ခါတည်း import လုပ်မယ်ဆိုရင်18မိနစ်ကျော်တဲ့ရှိတဲ့ audio ကိုတစ်ခါတည်း edit လုပ်တလို့ဖြစ်သွားပြီ။ပြဿနာတွေအများကြီးကြုံရနိုင်ပါတယ်။ အခုကျွန်တော်ဗီဒီယိုအတွက် material တွေကိုဘယ်ကနေရှာသလဲဆိုတာကိုပြပြပါမယ်။ Number 1ဒီအတွက် Flamora ကကျွန်တော်ကိုအများကြီးကူညီပေးပါတယ်။ဒီမှာ sticker option ကိုနှိပ်လိုက်ရင် high quality material တွေအများကြီးရပါတယ်။ဒါတွေကိုသုံးလို့ရပါတယ်။ကျွန်တော်လည်းဒါတွေကိုသုံးပါတယ်။ပြီးတော့ကျွန်တော် Google မှာရှာပြီး download လုပ်ပြီးသုံးပါတယ်။ဒါမဲ့နည်းနည်းလေး꿰ပြပါတယ်။ဥပမာကျွန်တော်မှာ laptop ပေါ်မှာတစ်ခုလုပ်နေတဲ့ပေါ်တဘုံကိုလိုချင်နေဆိုရင် အရင်ဆုံး stop media ကိုထိပ်ပြီး email ကိုနှိပ်လိုက်ပါမယ်။ပြီးရင် ကျွန်တော်လိုချင်တဲ့ email ကိုရိုက်ထည့်ပြီး generate လုပ်ပါမယ်။ဒါကခဏအတွင်းပုံကို generate လုပ်ပေးပါလိမ့်မယ်။ကျွန်တော်ဒီပုံကိုမကြိုက်သေးဘူးဆိုရင်နောက်တစ်ခါ generate လုပ်လို့ရပါမယ်။ဒီကိစ္စအတွက် Microsoft Image Creator ကိုတုံးရပါမယ်။အဒီကနေကျွန်တော်တို့အကောင်းဆုံးပုံတွေရပါတယ်။ပြီးရင်တော့ image quality ပို့ကောင်ကင်မရာမှာ input လုပ်ပြီးဒီ image SK ကို ပုံကိုထပ်ပြင်လိုက်ပါမယ်။ ပြီးတော့ပြန်ပြီး Flamora မှာ import လုပ်ပါမယ်။ဒီတော့ကျွန်တော်တို့ပုံနေလိုချင်ပြီဆိုရင် Flamora ကနေဂျန်ရိတ်လုပ်ပြီးကင်မရာမှာသွားပြင်လိုက်လို့ရပါတယ်။ Library option ကိုနှိပ်လိုက်ရင် background တွေအများကြီးတွေ့ရမှာပါ။ဒီနေရာမှာ background တွေကတစ်မျိုးတည်းမဟုတ်ဘဲနဲ့ solid color, motion background, gradient background, liquid background, nature intro စသဖြင့် background မျိုးမျိုးရပါတယ်။ဒီတော့ဒီကနေကျွန်တော်ပြောချင်တာကအလွယ်တကူယူသုံးလို့ရပါတယ်။ ီတော့ background ကိုပို့ကောင်းအောင် blur effect ထည့်ပါမယ်။ effect option မှာ blur ကိုနှိပ်ရပါမယ်။ပြီးတော့ square blur ကို drag လုပ်ပြီး background ပေါ်မှာချပါမယ်။ effect pan ထဲမှာ blur radius ကိုထည့်ပါမယ်။အခု image ကပုံမြင်သားလာပါပြီ။ပို့ကောင်းအောင် border ထည့်ပါမယ်။ဒီကိစ္စမှာလည်းမသိသေးတဲ့သူတွေကကံပါဓမ္မမို့ pixel လက်မှာ image ကို upload လုပ်ပြီးရှေ့ယူက image တော့ကိုပို့လိုက်ပါမယ်။ ပြီးတော့အီးမေးကို download လုပ်တဲ့ကြရမို့လားဒါမဲ့ဒါကနည်းနည်းရှုပ်တဲ့ browser ပါဒါကြောင့်ကျွန်တော်ဒါကိုတစ်ခါလေးလုပ်ပါတယ် Flamora မှာ border ကိုရှာပြီး photo ပေါ်မှာချပါမယ် boom တစ်ခါလေး border ထည့်ပြီးသွားပါပြီအခု border radius ကိုလိုစလို ပြောင်းလို့ရပါပြီအပတ်ပန်နေမှာ share လုပ်ထည့်ပြီးလိုက်လို့ရပါသေးတယ်အခုကျွန်တော်ရဲ့ပုံကပိုကောင်းလာပါပြီ နောက်ထပ် animation test မှာ up down 1ကိုရွေးလိုက်ပါမယ်။အခု final result ကိုကြည့်လိုက်ပါ။ကျွန်တော်တို့ရဲ့ပုံကအရင်နဲ့မတူတော်တော်လေးကြည့်ကောင်းလို့လာခဲ့ပါပြီ။အခု screen ပေါ်မှာဘလို့ပြမလဲ၊ဘာလို့ပြမလဲဆိုတာစဉ်းစားရခက်တက်ပါတယ်။အများသူပြတတ်တဲ့အခက်ခဲမှုလို့ကျွန်တော်ပြောရတဲ့ကိုစံနှံထောင်သွားပြီပါ။ဒီတော့ကျွန်တော်တို့ reset လဲပြီးသွားခဲ့ပြီ။ script ပြီးလဲလုပ်ပြီးသွားတဲ့ပြင် voice over လဲပြီးသွားပါပြီ။ ဒါမဲ့ screen ပေါ်မှာဗာပြမလဲဆိုတာကိုဆုံးဖြတ်ဖို့ခက်နေခဲ့ပါတယ်။ဒါကြောင့်ကျွန်တော် ChatGPT ကိုသုံးပါတယ်။ဒါကြောင့် ChatGPT မှာ I am making a video and in the intro of the video I mention nine super useful I to for content creators. So, give me an idea of what I can show on the main screen လို့ရေးလိုက်ပါမယ်။ဗီဒီယိုအန်တာကိုနှိပ်လိုက်ရင် ကျွန်တော်တို့ကိုကောင်းတဲ့ idea တွေပေးပါလိမ့်မယ်။အဲ့ဒီ idea တွေကို entity software မှာအလွယ်တကူသုံးပြီး send တွေ create လုပ်လို့ရပါပြီ။အခုကျွန်တော်ဒီ process တွေအကုန်လုံးပြီးသွားရင် video clip တွေကို import လုပ်ပြီး sound design နဲ့ background music တွေထည့်ပါတယ်။ဒီပါလဲ framework ကပဲကျွန်တော်ကိုအများကြီးကူညီပေးပါတယ်။အခု demo ပြပေးပါမယ်။ဒီ audio တွေက AI music မှာ ကျွန်တော်ကိုပိုင်မျိုးစိတ်ကိုဂျန်နေတူပါမယ်။ရွေးစရာဆရာတွေအများကြီးရှိပါတယ်။ Happy Epic Suspect စသဖြင့်ထပ်ထည့်လို့ရပါတယ်။ဂျန်နေကိုနှိမ့်တဲ့ရင် MP3 Music ကိုဂျန်နေလုပ်ပေးပါလိမ့်မယ်။အခုဒါကိုနားထောင်ကြည့်ကြပါစို့။ မိုက်တယ်မို့လားသူပေးတဲ့သချင်းတွေက ကောင်းနေရဲ့လေမဲဆီတို့ဒါကိုလည်းမကြိုက်သေးဘူးဆိုရင်နောက်တစ်ခါကျွန်ွေးလုပ်လို့ရပါတယ်အခုစာအဖတ်အတွက်ဘာလို့မလဲဆိုရင်ဒီမှာစာအဖတ်ကိုနှိပ်ပါမယ်ဒီမှာစာအဖတ်တွေအများကြီးရပါပြီပော့ဟစ်စသဖြင့်စာအဖတ်တွေအများကြီးရပါတယ်ဒီတိုင်းဆိုရင် စာအဖတ်အတွက်နဲ့ကျွန်တော်တို့ဘဲဘာတောရှာနေဖို့မလိုတော့ပါဘူး အခုကျွန်တော်ဗီဒီယိုကို completely ပြသွားရင်တော့ဒီ clip တွေကိုဆက်လက်လုပ်ပြီး right click နှစ်က create combo click ကိုရွေးလိုက်ပါမယ်။အဲ့လိုလုပ်ရင်တော့ကျွန်တော်ရဲ့ clip တွေ layer တွေ video တွေ sound effect တွေအကုန်လုံးတစ်ခုတည်းဖြစ်သွားပါတယ်။ဒါကြောင့်ကက်ကက်သုံးတဲ့သူက flamora ကိုပြောင်းသုံးဖို့တင့်တော်လို့တိုက်တော်ပါတယ်။ကက်ကက်ထက် flamora ကပိုပြီး advanced ဖြစ်နေတာကိုသင်တွေ့ခဲ့ပြီမို့လား။ကျွန်တော်ချန်နယ်က video တွေကိုဒီလိုနည်းနဲ့ပဲ edit လုပ်ပါတယ်။ ဒါတော့ဆိုရင်တော့ main series အတော်လေးနားလည်သင်ပြတော့ပြီလို့သတ်မှတ်လိုက်ပါမယ်